ပရီးမီးယားလိပွဲစဉ်14အာဆင်နယ်နဲ့ဘရန့်ဖို့အသင်းပွဲစဉ်မှာပွဲထွက်လာနိုင်ရှိတဲ့အာဆင်နယ်ကစားမှ17ရောက်ပရီးမီးယားလိဂ်ပွဲစဉ်14ရက်နေ့ပြန်လည်ကြိုဆိုလိုက်ပါတယ် ဒီပွဲစဉ်မှာပွဲထွက်ကစားမှာ၁၁ယောက်အိုက်တာဘယ်သူတွေသုံးသွားမလဲနောက်ပွဲစဉ်အက်စတွန်ဗီလာတင်းတဲ့ပွဲစဉ်ကိုခေါင်းနဲ့မထည့်နဲ့အနည်းဆုံးပွဲကိုနိုင်ကြမယ်ဆိုရင်တော့ဘရန်ဖို့ကကျုံးအတွက်ဆို၃မှတ်ယူဖို့အဆင်ပြေဆုံးပဲကိုယ်အိမ်ကွင်းဖြစ်တယ်မနေ့ကလည်းသူတို့နဲ့တွေ့ဆုံမှာနှစ်မှတ်ကြပြောက်ခဲ့တာမှတ်ပြီမဲ့နိုင်ဖို့ထိတော်တော်လေးနီးစပ်ခဲ့တဲ့အသင်တသင်ပြီးတော့ quality ကစားမှာတော်များသူတို့ဆုံးရှုံးထားရတယ်ဒီရသည်မှာခြေစွမ်းကောင်းပြနေတဲ့တီယာကိုရှိတာမှတ်ပြီမဲ့ဘရန်ဖို့ကဒီရသည်ပရီးမီးယားလိမှာဂိုးရီအများကြီးခွင့်ပြုထားတဲ့အသင်တသင် အဲ့တော့အာဆင်နယ်တင်းရဲ့ strong ဖြစ်ဆုံးလူစည်းရုံးပဲ identity ပွဲမှာသုံးရမယ်။ဒန်ယားနေပြန်လာမဲ့ကစားမတချို့ရှိတာမှန်ပေမဲ့ဖြစ်လာနိုင်ကြီးအရှိဆုံးလူစည်းရုံးမှာကျွန်တော်တို့အချက်ခံမှန်းလိုက်ရအောင်။ပြီးမှ surprise ဆိုပြီးဘသူပါလာတာမျိုးအနာဒီမှာတော့ဘသူကဘာဖြစ်လို့ဆိုပြီးတော့သတင်းမျိုးတွေကျွန်တော်ကြားအောင်မယ်။တချို့သတင်းဆိုကျွန်တော်တို့တော့မသိရအောင်။အနာဒီမှာ surprise ဆိုပြီးတော့တက်လာခဲ့တာမျိုးတွေပေါ့လေ။ကဲဒီပွဲစဉ်မှာတော့အာဆင်နယ်တင်းရဲ့အတောင်တင်းဆုံးဂိုးသမား အသင်းရဲ့နံပါတ်၁ကိုသမားဖြစ်တဲ့ဒေးဗစ်ရိုင်ယာကိုပဲပွဲထုတ်လာမယ်ထင်တယ်။အရှေ့ချက်စီအသင်းပွဲစဉ်မှာဂိုးပေးရတာမှိုင်မဲ့ကိုသမားတူရဲ့အပြစ်လို့တော့ပြောလို့တော့မရဘူး။အဝေးတိုင်းတော့အဲ့ဘောလုံးကကြိုးပြီးကြလာခဲ့တာ။တက်ကန်ဘောကနေခွင့်ပြုလိုက်ရတာဗောလေ။အဲ့တော့ရိုင်ယာပွဲထွက်လာမယ်။ဘယ်ဘက်ချက်မှာကာလာဖီယိုရီကာလာဖီယိုရီကိုသုံးမလားစကယ်လီကိုသုံးမလားဆိုအာဆင်နယ်ဖန်အရောက်တရာမှာ60လောက်ကကာလာဖီယိုရီပဲတုံးညင်လိုက်မယ်။ဘာကြောင့်လဲဆိုတော့ကာလာဖီယိုရီဒီတိုက်စစ်ပိုင်းတော်တဲ့အချိန်ဒီမှာကောင်းတယ်။ပြီးတော့အဲ့နေမှာပြန်ပြီးကွင်းနယ်ကသမားတို့ချို့ကလည်း ပြန်ဖြည့်ပြီးတော့ခက်စစ်ပိုင်းကူကြတဲ့အနေအထားရှိရဖြစ်တဲ့အတွက်အာဆင်နယ်တင်းရဲ့ဘယ်ဘချန်းတိုက်စစ်တစ်ခုလုံးဖွင့်ပေးတယ်ပပနဲ့နဲ့နဲ့တဲ့ဘောလုံးလက်ခံတဲ့ cross ball လည်းထွက်တယ်အဲ့တော့အာဆင်နယ်တင်းအတွက်ကာလာဖျူရီကတန်ဖိုးမဖြတ်နိုင်တဲ့တိုက်စစ်သွားလမ်းကြောင်းပဲအထူးသဖြင့် brand four လိုမျိုးကိုက cb ဆော့လို့ရတဲ့အသင်းမျိုးအဝေးကွင်းကိုလာပြီးတော့ဆော့ရမယ့်အသင်းတစ်သင်းမျိုးကိုအင်ကွင်းနဲ့အက်ခဲရမယ်ပွဲမျိုးမှာဆိုရင်တော့ကိုကအစည်းပုံတမျိုးနဲ့ဆော့ကျင်တယ်ပြိုင်ဘက်ကိုဖိပြီးတော့တိုက်စစ်လက်ညောင်းဖွင့်ရဆိုရင်တော့ကာလာဖျူရီသုံးမှဖြစ်မယ်ညာဘက်ချမ်း ဘန်ဝိုက်အစားထင်ပါပဲသုံးလာမှာကျွန်တော်တစ်ချက်ဆိုရင်ဒါလေထင်ပါဒီလောက်ပွဲကြီးအများကြီးတောက်လျှောက်သုံးနေတာယာတီကုံတိဆိုရင်မလွယ်ဘူးနည်းနည်းလေးအနာပိနေတယ်ထင်တယ်ဒါပေမဲ့လက်ရှိချိန်မှာအာဆီနီကလည်း15မှတ်အမှတ်30ပြက်လို့ကစားမားတွေအနာပိလို့ရတဲ့အမှတ်ပေးစရာမှမဟုတ်တာ9မှတ်ပဲပြက်တာအဲ့တော့ကောင်းမင်းညွမေဆိုတဲ့လူစီးအောင်ပဲ idea သုံးလာမယ်အဲ့တော့ညာဘက်ချက်မှာထင်ပါဘယ်ဘက်ချက်မှာကာလာဖျူရီလက်ရှိချိန်အာဆီနီတဲ့အကောင်းဆုံးဖူးဘက်2ယောက်ဘိုဟိုခန်စစ်အဲ့ဒါကတော့ရွေးရတော့မယ်အရှိတ်ချက်စီတင်းတဲ့ပွဲစဉ်မှာကျွန်တော်တို့က တဲကံဘောတွေကနေဂိုးတွေပေးလိုက်ရတာအဲ့တော့ဒီကစားမနှုတ်ကိုညံ့နေသွားပြုတ်လို့မရဘူးပြီးတော့သူတို့ကလည်းအဝါကက်တွေထိထားတာပြီးတော့ပထမဆုံးတွေ့ရတဲ့အတွဲဆက်အဲ့တော့ဟင်ကာဘီနဲ့မော်ကွေရကအရေးချင်းရှိတာမှန်တယ်သို့တော့သူတို့တက်ဆိုဒါကလိအစ်စ်အဝါကက်တွေထိထားပြီးတော့တစ်ဖက်ကလည်း bitmap ပွဲစဉ်ဖြစ်တာဖြစ်တဲ့အတွက်နည်းနည်းလေးပြားတဲ့ခိုက်တက်လေးရှိရမယ်ဆိုပေမဲ့သူတို့ကမဖြစ်မနေကျွန်တော် credit ပေးရမှာက open play ကနေဂိုးမပေးခဲ့ရတာထောင်းကန်ဘောကဂိုးပေးရတာဒါသူတို့နားလည်ပြီးလို့ရတယ်အဲ့တော့ဒီကစားသမားနှစ်ဦးကိုပဲသုံးမလား ဆာလီဘာပြန်ပါလာလို့ထည့်သုံးလာဆိုတာတစ်ချက်တော့ကြည့်ရကျွန်တော်တို့ဆာလီဘာပြန်ပါလိုက်ပြီထင်တယ်ဘာကြောင့်ဆာလီဘာကိုယ်တိုင်လည်းချက်စီးသင်းတဲ့ပွဲစဉ်ကိုလိုက်လာပြီးကြည့်တာပဲလေအဲ့တော့ဒဏ်ရာမှမစိုးတာကြံ့ခိုင်မှုမပြေဝလို့မသုံးလို့ပဲကျွန်တော်ယူဆတယ်အဲ့တော့အာဆင်နယ်သင်းရဲ့ညာဘက်မှာဆာလီဘာညာဘက်မှာဆာလီဘာဘယ်ဘက်ချမ်းမှာတော့ဟင်ကာဖေးသုံးရမှထင်တယ်မောက်ကွေရောက်ရန်ကုန်မှာထားပြီးတော့ဗောလေအဲ့ကြောင့်အာဆင်နယ်သင်းရဲ့ဘဝခံစစ်ထိုင်အောင်တော့ဟင်ကာဖေးနဲ့ ဆာလီဘာထိုင်သုံးသွားမယ်တဖက်ကတီယာကိုကောင်းကောင်းထိန်းချုပ်နိုင်မယ်ထင်တယ်အာဆီနယ်မှာဗဟိုခန်းစစ်မှာဆာလီဘာတဦးနဲ့ပြန်ပါနိုင်ပြီဆိုလို့ရှိရင်တော့မှဟိုင်လိုင်းတင်ဆော့တာမျိုးတွေဘောလုံးချောင်းထွက်တာမျိုးတွေဘက်တက်တဲတာမျိုးတွေအများကြီးထောက်ကူဖြစ်သွားမှာနှစ်ပေါင်းများစွာလေ့ကျင့်လာခဲ့တဲ့နောက်တန်းဖြစ်တာဖြစ်တဲ့အတွက်ကဲကွင်းလက်ခန်းစစ်မှာဆိုရင်ရှေးပွဲမှာစောစီးအဝါထိခဲ့တဲ့ဆရာကြီးဇူီမန်ဒီပါမယ်ဇူီမန်ဒီကတကယ်လုံပြနေတာပါအဝါစောစောထိပါတော့လေလုံရကြရတာခတ်သွားတယ်ကစားမတရားအဝါထိသွားပြီဆိုရင် ကို့မှာရှိသလောက်ဆွမ်းဆောင်ပြဖို့ခရင်သွားတယ်ထင်းထင်းသင်းသင်းဆွားရတဲ့ခိုက်တဲ့ဖြစ်သွားတယ်ဘယ်ဘက်ချမ်းမှာတော့အမြဲတမ်းကောင်းပြီးလက်ရှိချိန်မှာလည်းစုရရနေတဲ့ဒီကလန်ရိုက်ပွဲထွက်လာမယ်ဘယ်ဘက်ချမ်းမှာ ဲ့ဒီမှာကျွန်တော်တို့ရွေးစရာကအာဆီနယ်သင်းရဲ့ညာဘက်အတက်ကင်မဖီဟက်စပီနေရာကိုဘယ်သူလာမလဲဆိုတာပဲမာတင်အိုဒီကလာအစည်းလားဆိုအစည်းကချက်စီနဲ့ပွဲစဉ်မှာရွေချက်ရှိရှိဖောင်းပလေးနဲ့တားခံရတဲ့ပလေယာဖြစ်တာဖြစ်တဲ့တိတ်တော့ခြေစမ်းမပြနိုင်ဘူးဒါပေမဲ့မာတင်အိုဒီကဝင်လာတဲ့အခါမှာအသင်းရဲ့တိုက်စစ်ကဖိပြီးဆောရတဲ့အချိန်မျိုးတွေမှာပို့ပြီးလမ်းကြောင်းတွေဖွင့်လာတယ်တွေ့ရတယ်အတက်ကင်သရက်တွေပို့ပြီးကောင်းလာတယ်သူသဖြင့်တင်ပါစာကာမာတင်အိုဒီကဆိုတဲ့ထရိုက်ကယ်ကိုယောဂရက်နဲ့ပေါင်းလိုက်တဲ့ခါကျရင်ပို့ပြီးလိုရကင်ရတာဘောလုံးညင်းတွေထွက်လာတွေ့ရတယ်အဲ့တော့မာတင်အိုဒီကပြန်လာလောက်ပြီးထင်တယ် ဒီပွဲတော့သူပွဲထွက်လို့ရသွားပြီအဲ့တော့အသင်းရဲ့ညာဖချန်တက်စစ်တောင်းမှန်ဘူကာအိုဆာကာဆာကာကခုနောက်ပဲတိတ်ပြီးအားမရဘူးမှန်ပြီမဲ့ဂျင်းနေချက်တဲ့မှာအသင်းအတွက်ဖန်တီးရေဆိုလဲသူပဲဖန်တီးနေရဟိုကြံခဲ့တဲ့ ပွဲမှာဆိုလို့ရှိရင်လည်းသူဖန်တီးလို့ကျွန်တော်ဂိုးသွင်းနိုင်ခဲ့တယ်မိန်တို့ခေါင်းတိုက်သွင်းသွားခဲ့တယ်ဒါပေမဲ့အဲ့ဒီစာကာဖန်တီးတာလည်းတနှစ်လောက်ရှိတော့မှဖန်တီးနိုင်ခဲ့တယ်ဆိုတော့ record ကြီးထွက်လာတယ်အဲ့တော့အသင်းကအခြားနေရာတွေကောင်းနေရာဖြစ်တဲ့တဲ့စာကာအခုလိုမျိုးမဖန်တီးပဲနေရာတော့မှကျွန်တော်တို့သတိမပြုမိဆိုဖြစ်တာပေါ့လေစာကာခြေပြင်ရလာမယ်လို့ထင်တယ်အဓိကချက်စီးနဲ့ပွဲစီမှာစာကာကိုမကြိုက်တာကရတဲ့ chance တွေကိုကန်နာကဂိုးပေါက်မတည့်တဲ့အပြင်မှာပေးလိုက်တဲ့ဘောလုံးတွေကလည်းကိုကစားမနဲ့အဝေးကြီးတွေသွားကြတယ်အဲ့အတွက်စာကောက်တချို့ကတကူအောင်ဆန်နဲ့ပြောပြီးမဲ့သူကတော့အသိအတွက်တကူလုံပေးချင်လို့ အပြူသဘောအမှားလို့ပဲကျွန်တော်ထင်တယ်စာခအကောင်းဆုံးပြန်လာနိုင်မယ်ထင်ပါတယ်ကဲပစ်တာယောဂရက်တော့ပွဲထွက်လာသိပြီမေယွန်နဲ့ကျွန်တော်ကိုးရရမှိုင်မဲ့ယောဂရက်ပါလိုက်အဲ့တောင်ပင်ကစားသမားတွေအတွက်တကယ်ကိုမှပျော်ရွှင်ပွေရအခိုက်တက်နေပဲကစားပေါက်ခြုံသွားတယ်ပြိုင်ဘက်ကယောဂရက်ကိုတယောက်နှစ်ယောက်အမြဲတမ်းမမ်းမကင်ကဲရတာဖြစ်တဲ့အတွက်ဘဲဘဲချမ်းရွေးချယ်စရာ၃ခုရှိတယ်ထော့ဆက်ပြန်ပါလားမလားမာရီနယ်လီပဲဆက်သုံးမလားမန်တူဂီယိုအဲ့နံပါတ်သုံးမလားဆိုတဲ့အပိုင်းထော့ဆက်ပြန်ပါလာလဲအရန်နေပဲဝင်ပါ မာတီနယ်လီကိုချက်စီးသေးတဲ့ပွဲစဉ်မှာကန်ချက်တချို့တွေးရတာမှိုင်မြဲမာတီနယ်လီကိုကစားသမားမျိုးကကျွန်တော်တူးတဲ့အမြင်အရဆိုရင်မိနစ်68 90လောက်မှာထည့်သုံးစီခြင်းတယ် အဲ့ချိန်ညမှာမိုင်းနေလီကလုံးဝစတာမီနာအပြည့်တဖက်ကခန်စစ်ကမောပန်းနေပြီးကိုကောင်အိတ်ကြောင်မှာအတကုံဝင်တိုးပြီးတော့ဂိုးတွေယူတာဖန်တီနာမျိုးလုတ်တာအဲ့ချိန်မှာမာတင်နေလီကအကောင်းဆုံးပဲပွဲစားတွေကသူလဲစတာမီနာပြည့်ကိုလဲစတာမီနာပြည့်ဆိုမာတင်နေလီကအာဆင်နယ်တင်းတီမီဆော့မဲ့ချိန်ညရင်ထဲ့เสียလူမရှိရပုံစံမျိုးဖြစ်သွားအဲ့ကြောင့်မာတင်လီစာကျွန်တော်တော့မန်တူကီကိုသုံးစီခြင်းနဲ့မန်တူကီကဘယ်ဘက်ချက်မှာနည်းနည်းလေးရော့တာမှန်ပြီမဲ့သူ့ဆက်နေအကောင်းမောင်းတန်တိုးအားလေးတွေကိုတော့လုတ်ပြီးတော့အဲ့ဘက်ကကစားသမားတွေမောသွားတဲ့အချိန်မှာ မာတင်ဂရီကိုဒုတိယပိုင်းကျွန်တော်ထည့်သိခြင်းနဲ့အားကြောင့်အဆင်သင့်ဘယ်ဘက်မှာတော့မာမန်တူကီပါဝင်လာမယ်မန်တူကီပီတာယောဂရက်ဆာကာအဲ့ဒီအထောင်၃ယောက်ကတော့အာဆင်နယ်အသင်းအတွက်ဂိုးတွေယူပေးနိုင်မယ်ထင်တယ်တဖက်ကဘရန်ဖို့ကလည်းဒီရာသီပရီးမီယာလိမှာဂိုးတွေအများကြီးခွင့်ပြုထားတဲ့အသင်းအသင်းဖြစ်တာဖြစ်တဲ့အာဆင်နယ်လို့အဆင်ပြေပါပါအဲ့တော့ဘာပြောပါအာဆင်နယ်တို့ကဒီပွဲမှာဖြစ်မနေနိုင်မှဖြစ်မယ်ပွဲချဲစီးသင်းတဲ့ပွဲစဉ်မှာဖြစ်ချင်အောင်ဖြစ်လက်ခံပေးလို့ရတယ်ဒီရာသီကျွန်တော်တို့အမှတ်ရောက်ခဲ့တဲ့ပွဲကြီးတွေမှာကျွန်တော်အသံမျိုးသုံးကဆန်နလန်းသင်းတဲ့ပွဲစဉ် အဲ့မှာကြံ့ပြုတ်ခဲ့တဲ့နှစ်မှတ်ကိုတမျောတယ်။ဒါမျိုးအမှားမျိုးနောက်ထပ်မဖြစ်ဖို့လိုအပ်တယ်။ပြီးတော့အာဆင်နယ်ကဒီလာအတွင်းမှာအလဲလဲအသင်းတချို့နဲ့ကန်ရမယ့်အနေထားရယ်ပြီးတော့တော်တော်များအသင်းကြီးနဲ့ကိုယ့်အင်္ဂုမှာကန်ရတော့မဲ့ပွဲစဉ်တွေပဲကြံတော့တာရယ်။အဝေးကနှစ်ပွဲတော့ကြံသေးရပါလိမ့်။အဲ့လိုအနေထားမျိုးမှာအာဆင်နယ်နေနဲ့ငါးမတ်အတာနေထားရဲ့နောက်ထပ်ရမတ်တီပြက်ပြီးဦးဆောင်နိုင်မလားဆိုတာဆောင့်ကြည့်သွားမယ်။ကန်ဂျမာကကိုယ့်လက်ထက်မှာရှိရဲ့နိုင်စရာရှိတာကိုနိုင်ယူပြီးတော့ပွဲရလက်တီကို ကိုယ်အိမ်ကွေးမှာအနိုင်ကံအဝေးကွေးမှာဆိုလဲတင်းတော်တဲ့ရာလက်တွေတစ်ခုရအောင်ယူနိုင်ပြီးတော့ဖြစ်နိုင်မယ်ဆိုရင်တော့အလဲလက်တင်းတွေအသင်းငယ်တွေကိုအာဆင်တွေကအနိုင်ကံမှုလိုအပ်တယ်ဒါမှလည်းငါးမထက်ပိုမိုပြက်ပြီးတော့မန်တယ်ပိုင်းရောအရေးကြီးပွဲတွေရွှေ့ရွှေ့ခက်လာပြီးအခြားပြိုင်ပွဲတွေမှာရှုံးထွက်ဆင်ကန်ရတဲ့အချိန်မှာအာဆင်တွေကတေးကြဟန်တယ်လုပ်နိုင်မယ်လို့ထင်တယ် ကျွန်တော်ထင်တာမှမဟုတ်ဆိုရင်တော့ဒီဒီဇင်ဘာလအတွင်းမှာပဲအာဆင်နယ်ကစားသမားတော်တော်များပြန်ပြီးဆုံဖို့ရှိတယ်။ KPL မကဟေးကလွင်ခိုင်ပလဲဘယ်ပွဲစဉ်ပါနိုင်မလဲဆိုပြီးလောဆယ်မှာကျွန်တော်တို့စိတ်ဥထုတ်ရှားတာကြည့်နေရပြီပေါ့လေ။အဲဒါဒဲရကစားသမားက၄ဦးလောက်ရှိရမှပြင်မဲ့၃ဦးနီးပါးလောက်ကတော့ဒီဒီဇင်ဘာလအတွင်းမှာပြန်ပြီးပါဝင်လာနိုင်ဖို့ရှိပါတယ်။အဲတော့ Brentford ကိုအနိုင်ကမဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့ကတော့ Arsenal 2-0ဆိုတဲ့ရလဒ်နိုင်သွားပြီလို့ထင်တယ်။ဘာပြောပါ Arsenal အတွက်ဆိုလို့ရှိရင်တော့အနိုင်ကယုံမှတပါအခြားမရှိပါဘူး။တီယာကိုတော့တစ်ချက်ထည့်ရမယ်။ဒါပေမဲ့ တစ်ဖက်သင်းရဲ့နေတန်ကောလင်းဦးဆောင်တဲ့ခံစစ်ကိုလည်းအာဆင်နိုကောင်းကောင်းလေးကြော်ဖြစ်နိုင်မယ်လို့ထင်တယ်။ညီကိုတော့ဘယ်လိုထင်လဲ။ခွန်မဝင်ရောက်ရေးသားပြီးတော့ပါဦး။ဘောလုံးမွေးနဲ့ပတ်သက်ပြီးတော့ဒါစီဝါဖြစ်ပြောရင်ဖြစ်ကစားခြင်းဆိုတော့ဘာဘာဖုန်းတို့ညောင်ကို6 6လေးလုံး3 3တဲ့နံပါတ်3ညောင်ကို9 9ခုတဲ့ဆိုခေါင်းနဲ့တို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်။ဘယ်မှာပဲဆော့ဆော့ပါ။ဘောလုံးမွေးနဲ့ပတ်သက်ပြီးစိတ်ချခြင်းနဲ့အကောင့်ဖွင့်ခြင်းဆိုတော့ကျွန်တော်စီမှာလာပြီးဆော့လို့ရပါတယ်။မဆော့တဲ့ညီကိုတွေကတော့ YouTube မှာ VPN link ဖွင့်ပြီးကျွန်တော်ကိုအားပေးလို့ရပါတယ်ခင်ဗျာ။